တိတ်ဆိတ်ငြိမ်သက်တဲ့ညတညာတာယာမိန်မောဝဲကြည်ပြောင်အောင်လာမင်းကြီးကအစွမ်းကုန်လင်းလက်တောက်ပနေခြင်းမှာပေါ့လူတစ်ယောက်ကအိမ်မက်တစ်ခုရဲ့ပုံရိပ်ရုံတွေနောက်ကိုနေကျွန်လိုက်ပါသွားခဲ့တယ်ခေတ္တခေတ်ရဲ့အချိန်ကာလတစ်ခုတည်းကိုသူကိုယ်တိုင်ဝေခွဲမရခင်မှာပဲရောက်နေနေခဲ့ပါပြီအိုရဝါမြို့ကိုယ်တွေနောက်မှာခြေတန်းလုံးစွာနဲ့လူတချို့တိတ်ဆိတ်ထွက်ပြေးလာတာကိုသူမြင်လိုက်ရတယ်တပြေးပြေးနဲ့ င်ရှားပြတ်သားလာတယ်။မိမငယ်တူနဲ့လက်နက်ကန်ရဲမဲတချို့ဆိုတာသူသိလဲရတယ်။သူတို့တွေထွက်ပြေးလောင်မရတယ်ဆိုတာသူခံမှန်းမိလိုက်တယ်။ဒီလူတွေဒီချင်းပါလို့များရေးချီတုတ်ပြနဲ့တိတ်တဆိတ်ထွက်ပြေးလာရတာလေ။သူသိကျင်လာတယ်။သူစဉ်းစားနေတော့မှပဲဒီလူတစုဟာမျိုးရေးချာမှာတပြေးပြေးပျောက်ကွယ်သွားတယ်။ဒါနဲ့အဲ့ဒီလူတယောက်ကသူတို့ကြောခိုင်းထွက်ပြေးလာတဲ့ နန်းတော်ကြီးရှိမှာရက်နေမိမှန်သဘောပေါက်လာတယ်။အေးဆက်ဆက်လေးပြင်းညင်းတွေတိုက်ခိုက်နေတဲ့အတန်တစ်ခုကပဲနန်းတော်ကနယံကြီးတွေပေါ်မှာပြေးလွှားကြီးတွားနေတာသူခံစားရင်အိတ်ခန်းဆောင်တစ်ခုတည်းကိုသူရောက်သွားတယ်။အဲ့ဒီလူကအယံအံ့ဩသွားတယ်။ဆွမ်းနာကသူတွေးလိုက်တဲ့လူအုပ်ထက်ရအမျိုးသမီးတစ်ယောက်ဖြစ်နေလို့ပါပဲ။ဒါပေမဲ့ဒီပုံစံကသူတွေးခဲ့တဲ့ပုံစံမျိုးတော့မဟုတ်တော့ပါဘူး။ စေကျော်တက်ရွေမဟုတ်တော့တဲ့ထိုမင်းသမီးရဲ့ချင်းကြီးကလုံးဝမဟန်တော့တာသူတွေ့လဲရတယ်။နောက်ပြီးတော့အနီးနာကမွေတကောင်သူမျက်စိရှိမှာဖြတ်ပြေးတော့တာတွေ့လဲရတော့။အော်မွေစိတ်တက်ပြီးတော့ဒါဝေဒနာခံစားနေမှသူသဘောပေါက်သွားတယ်။နောက်ဆုံးအချိန်လေးမှာမင်းသမီးရသူ့ကိုတခုခုပြောဖို့ကြိုးစားနေတာတည်တော့အနာမှာတိုင်းပြီးပွချီလိုက်ရင်လေထုံမင်းသမီးကသူ့နောက်ကျောင်းမှာ တစုံတစ်ခုတိုးတိုးလေးကပ်ပြောပြီးတော့ခေါင်းငိုက်ဆက်ကြသွားတယ်။အဲဒီမှာသူ့အိမ်မနိုးလာခဲ့တယ်။သူ့နားထဲမှာကြားတဲ့စကားတစ်ခုတီးတိုးရွရွနေတယ်။ဒါဟာအိမ်မက်လာတကယ်လား။တွေ့တော့ရင်လည်းမိုးလင်းခဲ့ပါပြီ။ဒီလိုနဲ့တမန်နှလုံးသူ့အတွေ့ထဲမှာစုံမှုနေရာယူနေတဲ့ရွှေမင်းသမီးရဲ့သူကြားလိုက်ရတဲ့စကားလေးတစ်ခုရဲ့ဘေးနီးစံတဲ့တမိုင်းချောင်းပုတ်စားကိုအဖြစ်ထုတ်ချင်လာခဲ့တယ်။အဲတိတ်ကြခဲ့မှာပဲ။ ူစာကြည့်လိုက်တခုရောက်လာခဲ့အเจ้าကတော့သူလိုချင်တဲ့အဖြစ်ကိုရှာဖွေဖို့ပါပဲတိုက်ဆိုင်စွာပဲသူမြင်တွေ့လိုက်ရတဲ့ဝစားစင်မှုနဲ့အမျိုးသမီးပုံမှာပဲစောက်တော့ကိုသူတွေ့သွားခဲ့တယ်နောက်ပြီးသူကြားလိုက်ရတဲ့စကားလုံးတွေကတော့ပထမဇာမျက်နှာမှာလဲတွေ့သွားပြန်ပါတယ်ဒါဟာမင်းသမီးရဲ့နာမည်ဖြစ်နေပါတယ် Cleopatra ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရှီခီအီဂျီရဲ့အန်အောဘွေရာရာဇဝင်တမိုင်းကြောင်းအဖြစ်အာမိမတတ်တယောက်အနေနဲ့အာနာဩဇာတီမြဲဖို့ရုန်းကန်ရပုံတွေဒရမာခင်းချင်းများနဲ့ကျင်လည်ခဲ့ရပုံတွေအချစ်နဲ့တိတ်ခါတွေပြီးဆက်ခဲ့ရပုံတွေနောက်ဘီယမတပားရဲ့ရဲရင်ထက်မြက်ပုံတွေကိုအခုဒီနေ့မှာရုပ်ရှင်ကားတကကြည့်ရသလိုပုံမြင်တဲ့ပုံနားထောင်ရသလိုဒီအခိုက်အတန့်လေးကိုအချိန်ပေးပြီးနားထောင်ကြည့်ရှုပေးမယ်မိတ်ဆွေတို့အတွက်ကျွန်တော်အခုပြောပြပေးဖို့အစဉ်သဖြစ်နေပါပြီကဲဆက်လိုက်ကြအောင်ဗျာ လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်က BC 69ခုနှစ်မှာအီဂျစ်နိုင်ငံအလက်ဇန်ဒရီးယားမြို့မှာမိဂိတ်တယောက်ငွေဖွားလာခဲ့ပါတယ်။ဒီကလေးရဲ့နာမည်ကကလီယိုပက်ထရာတတမမျိုးဖြစ်ပြီးတော့သူဟာနောက်ပိုင်းမှာတခြားပြင်မာတွေနဲ့မတူတဲ့ပြင်မာတယောက်ဖြစ်လာမယ်။ကလေးငယ်တယောက်ဆိုတာဘသူမှရင်းမိခဲ့ပုံမပေါ်ပါဘူး။ကလီယိုပက်ထရာဟာတော်လမီမင်းဆက်လို့ခေါ်တဲ့ပြင်မျိုးနယ်ထဲမှာငွေဖွားလာခဲ့ပါတယ်။ဒီမိသားစုကအီဂျစ်ကိုနှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့ပေမဲ့ သူတို့ကမူလကတော့အီဂျစ်ကမဟုတ်ခဲ့ပါဘူးဂရိကလာခဲ့ကြတဲ့သူတွေပါကလီယိုပက်ထရာရဲ့ဘိုးဘေးတယောက်ဖြစ်တဲ့တိုလမီဟာဆိုလို့ရှိရင်အလက်ဇန်ဒားသဂရိတ်ရဲ့ဘိုးကျိုးတယောက်ဖြစ်ပြီးတော့အလက်ဇန်ဒားတည်ဆုံးပြီးတဲ့နောက်မှာအီဂျစ်ရဲ့ဘုရင်ဖြစ်လာခဲ့ပါတယ်ဒါကြောင့်မလို့ကလီယိုပက်ထရာရဲ့မိသားစုဟာဂရိလည်းဖြစ်တယ်လို့အီဂျစ်လည်းဖြစ်ပါတယ်ကလီယိုပက်ထရာရဲ့ဖခင်ကတော့ဆနဆက်မြောက်တိုလမီဘုရင်တစ်ပါးဖြစ်ပြီးတော့သူ့မိခင်ကတော့သမိုင်းပညာရှင်တွေကတော့တိတိကျကျမသိကြပါဘူး ီလီယိုပက်ထရာကတော့ဇိမ်ခံပစ္စည်းတွေလှပတဲ့အဝတ်အစားတွေအကောင်းဆုံးပညာရေးတွေနဲ့ဝန်းရံထားတဲ့နန်းတော်ကြီးမှာနေပြီးတော့ကြီးပြင်းလာခဲ့ပါတယ်ဒါပေမဲ့ဘရင်မျိုးနယ်ထဲမှာနေထိုင်ရတာဟာထင်သလောက်မလွယ်ကူလာပါဘူးအရေးအတန်းအန္တရာယ်ရှိနေတဲ့အပြင်မိသားစုဝင်တွေဟာအာဏာအတွက်အချင်းချင်းတိုက်ခိုက်ကြပြီးတော့တခါတရံမှာဘရင်ဒါမှမဟုတ်ဘရင်မဖြစ်ဖို့အတွက်တယောက်ကိုတယောက်တပ်ပစ်တာမျိုးတွေတော့ရှိပါတယ်ဒါတွေကကျွန်တော်တို့မြန်မာမင်းဆက်တွေမှာလည်းဒီအဖြစ်အပျက်တွေကခက်ဆက်ဆက်မှာကြားဘူးနေကြပြီးသားဖြစ်ပါတယ်ဆိုတော့ ြန်ဆက်ရရင်အရွယ်မြောက်ခင်နေရကီလီယိုပက်ထရာကအသိပညာဟာအာနာဖြစ်တယ်ဆိုတာသိရှိထားပုံပါပဲသူကမှအမျိုးသမီးအများစုဟာပညာမတင်ကြားရပေမဲ့ကီလီယိုပက်ထရာကတော့စူးစမ်းပြီးတော့လေ့လာခဲ့ပါတယ်သူဟာဂရိလက်တင်အီဂျစ်ဟီဘရူးစတဲ့ဘာသာစကားမျိုးစုံကိုလေ့လာခဲ့ပါတယ်သူဟာဘာသာစကားအနည်းဆုံး9မျိုးလောက်ကိုကျွမ်းကျင်စွာပြောဆိုနိုင်ပါတယ်ပြီးတော့ကီလီယိုပက်ထရာကအရာရာကိုစူးစမ်းလေ့လာတတ်သူလည်းဖြစ်ပါတယ်သူဟာအသိပံ တင်ချာစပေးနိုင်ငံရေးစတာတွေကိုလေ့လာခဲ့ပါတယ်။သူက travel ဆောင်ထားတဲ့ပြင်မတယောက်ထက်ပိုပြီးတော့ဉာဏ်ပညာရှိတဲ့အာနာရှိတဲ့အုပ်ချုပ်သူတယောက်ဖြစ်ချင်ခဲ့ပါတယ်။နောက်ပြီးတော့နောက်ထပ် lower တဲ့လက်နက်တစ်ခုလည်းရှိပါတယ်။ဒါကတော့သူရဲ့ဆွဲဆောင်မှုပါပဲ။ Cleopatra ကဉာဏ်ကောင်းရုံနဲ့မကပါဘူး။သူကယုံကြည်မှုပြည့်ရှိသူလည်းဖြစ်ပါတယ်။ဒီမှာလူတိုင်းရဲ့နှလုံးသားကိုဖန်ဆားနိုင်တဲ့လပ်ပါတဲ့အပြုံနဲ့ခြူသားတဲ့အတံမျိုးရှိတယ်လို့တောင်လူတွေကဆိုကြပါတယ်။ဒါပေမဲ့သူ့ကလေးဘဝကတော့ပျော်ရွှင်စရာတွေကြီးပဲလေမဟုတ်ပြန်ပါဘူး။ သူ့ဖခင်တော်လမြာဆိုလို့ရှိရင်အာနာမရှိတဲ့အုပ်ချုပ်သူတယောက်ဖြစ်ပါတယ်။အစ်ချစ်နိုင်ငံကလူအများစုကသူ့ကိုသဘောမကျတဲ့အကြောင်းကသူဟာအုပ်ချုပ်ရေးမှာအာရုံမစိုက်ပဲနဲ့အပြောအပါမဲ့ပြီးတော့အုံပြုံကြည့်တယ်လို့ဆိုကြပါတယ်။နောက်ပိုင်းမှာကလီယိုပက်ထရာလေးရဲ့အသက်14နှစ်အရွယ်မှာပဲသူ့ဘဝဟာတစ်စစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။သူ့မိခင်ဟာပျောက်ဆုံးသွားခဲ့ပါတယ်။တချို့ကတော့သူမိဟာတည်သွားတယ်လို့ဆိုပြီးတော့တချို့ကတော့သူမကိုတပ်ပစ်လိုက်တယ်လို့လည်းယုံကြည်ကြပါတယ်။ ကလီယိုပထရာရဲ့အခင်ကနာမကျန်းဖြစ်လာပြီးတော့တိတ်မကြခဲ့မှာပဲဒီကလီယိုပထရာကအထင်းအတွက်တိုက်ပွဲဝင်ရတော့မှာပါသူဟာဆေဂျောတက်အရွယ်လေးပဲရှိသေးပေမဲ့ဘီယမဖြစ်ဖို့အချိန်အချိန်ကျလာပြီးဖြစ်ပါတယ်ကလီယိုပထရာကိုတခြားအုပ်ချုပ်သူတွေနဲ့မတူအောင် ထူးခြားစေတဲ့အချက်ကတော့အစ်ချင်းနိုင်ငံပေါ်မှာထားတဲ့သူမရဲ့ချစ်ခင်မှုပါပဲ ူဟာဂရီမီတာစုကနေလာပေမဲ့အစ်ချေယိုးရာထုံတန်းဒလေးတွေကိုလည်းလေးစားပါတဲ့သူဟာတော်လမီအုပ်ချုပ်သူတွေထဲမှာအစ်ချေဘာသာစကားကိုသင်ယူတဲ့ပထမဆုံးသောသူဖြစ်ပြီးတော့အစ်ချေတန်နာရီတဲကအာနာတကိုကြီးထွားတဲ့နောက်ဖျားအိုက်ဆက်ဖြစ်သူ့ကိုယ်သူယုံကြည်ခဲ့သူပါကလီယိုပက်ထရာအရွယ်ရောက်လာတဲ့အခါမှာတော့သူဟာအီဂျစ်ကိုအုပ်ချုပ်ဖို့အသင့်ဖြစ်နေပါပြီ။ဒါပေမဲ့အီဂျစ်ကိုအုပ်ချုပ်တာဟာလွယ်ကူမနေခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူမှာမိသားစုမှာအတွင်းရောပြင်ရောရန်သူတွေရှိနေတာကိုဂျူတင်ခံမှန်းမိတဲ့အတိုင်းသူဟာတက်သည့် ဉာဏ်ပညာနဲ့ခွန်အားတွေကိုအရွယ်မတိုင်မီကြတဲ့အလိုအပ်မယ်ဆိုတာသိရှိထားပုံပါပဲ။ဒါကြောင့်ကလီယိုပက်ထရာရဲ့အာနာယလာပုံဟာဒီနေရာမှာဆက်တင်လာပါပြီ။ကလီယိုပက်ထရာကသူ့မွေးဖွားလာတဲ့အချိန်မှာကလေးကသူ့ရဲ့ကဲကြမ္မာကအုပ်စုဘူးဖြစ်ပေမဲ့ဘီယမဖြစ်လာတာဟာသူ့ဘဝမှာကက်ခဲချင်းတဲ့နဲ့လမ်းကြောင်းပေါ်ရောက်ရှိလာတယ်လို့ပါပဲ။ကလီယိုပက်ထရာဘလို့ဘီယမဖြစ်လာတယ်လဲဆိုတာဆက်ပြောပြပါမယ်။ဒီလိုပါ။ကလီယိုပက်ထရာအသက်16နှစ်အရွယ်မှာသူ့ဖခင်ဟာကွယ်လွန်သွားခဲ့ပါတယ်။ ူရဲ့တည်တန်းစာမှာကလီယိုပက်ထရာဟာအီဂျစ်ကိုအုပ်ချုပ်ရမယ်လို့ကြေညာခဲ့ပေမဲ့သူတယောက်တည်းတော့အုပ်ချုပ်ရမှာမဟုတ်ပါဘူး။သူဟာသူ့မောင်ဖြစ်သူနဲ့ထီးနှန်းကိုမျှဝေအုပ်ချုပ်ရမှာဖြစ်ပါတယ်။သူ့မောင်ကတော့အသက်10နှစ်ပဲရှိသေးတဲ့ကလေးတယောက်အရွယ်သားဖြစ်ပါတယ်။ဟုတ်ပါတယ်။ရှီခီအီဂျစ်မှာဒီမော်နမတွေကအသက်ငယ်ငယ်နဲ့အတူတကွာအုပ်ချုပ်ရတာဟာတမန်ကိစ္စတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ကလီယိုပက်ထရာကတော့သူ့အနာကိုမျှဝေချင်မှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သူ့မောင်ကအဲသူ့မောင်တက်ပို့ပြီးတော့ထက်မြက်တဲ့ဉာဏ်ပညာရှိတယ်ဆိုတော့ တဲ့အတိုင်းပဲသူကဘာသာစကားတွေတမိုင်းတွေနိုင်ငံရေးတွေကိုလေ့လာထားပြီးတော့သူ့မောင်ကတော့အတွေ့အကြုံရှိတဲ့ကလေးတယောက်ဖြစ်နေလို့ပါပဲ။ Cleopatra က Egypt ကိုကာဝယ်ဖို့နဲ့ထိုက်တန်တဲ့အတိုင်းပဲအာအဆိုးကျင်နေဆိုလို့ရှိရင်တော့သူကထိန်းချုပ်ဖို့လိုတယ်ဆိုတာကိုသိရှိခဲ့ပါတယ်။အစောပိုင်းမှာ Cleopatra ကသူ့မောင်နဲ့အတူထိနှံကိုအဆိုးဖို့ကြိုးစားခဲ့ပေမဲ့မကြခင်မှာပဲသူတို့ရဲ့အမတ်တွေကတော့သူ့ကိုဆန့်ကျင်ပြီးတော့အောက်ကျန်းစီလာပါတယ်။ဒီအမတ်တွေကထက်မြက်ပြီးညံရှိတဲ့အမျိုးသမီးတယောက်ကို Egypt ရဲ့ ပြင်မဖြစ်တာကိုမနစ်သက်ကြပါဘူးသူတို့ကတော့သူ့မောင်ဖြစ်သူကိုအာဏာအပြည့်ပေးချင်ကြပါတယ်ဘာလို့လဲဆိုတော့ဒီကလေးကိုထိန်းချုပ်ရတာပိုလွယ်ကူလို့ပါပဲဆိုတော့ဒီအချိန်မှာကလီယိုပက်ထရာရဲ့ဘဝအမြင်မြန်ဆန်းဆန်းပဲအန်ဒီရဲ့ကြားထဲကိုကြာရောက်လာပါတယ်အဲ့တော့နန်ဒေါ်ကနေထွက်ပြေးပြီးတော့ကန်ဒါယာထဲကိုထွက်ခွာသွားခဲ့ရပါတယ်အဲ့နောက်မှာကလီယိုပက်ထရာကဒီတစ္ဆာရှိတဲ့နောက်လိုက်အနေငယ်နဲ့အတူပေါ့နော်ပူပြင်းချောက်တွေ့တဲ့ကန်ဒါယာထဲမှာလှစ်လှစ်သွားလာနေရပါတယ်သူမအိမ်မရှိစစ်တပ်မရှိကြီးနန်းလည်းမရှိတော့ပါဘူး ဒါပေမဲ့ကလီယိုပက်ထရာကလက်လျှော့တတ်တဲ့အမျိုးသမီးမျိုးတော့မဟုတ်ပါဘူး။သူဟာပြီးနေတန်ခံနေရတယ်ဆိုပေမဲ့အဆီဇင်တစ်ခုကိုစတင်ရွေးဆွဲလိုက်ပါတယ်။သူဟာသူထီးနှံကိုတယောက်တည်းနဲ့ပြန်မရနိုင်ဘူးဆိုတာကိုသဘောပေါက်နားလည်ထားတာကြောင့်မလို့သူကတစုံတယောက်စီကအကူအညီရယူဖို့စဉ်းစားလာပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲဒီအချိန်မှာဂျူလီယက်စီဇာလို့ခေါ်တဲ့အာနာရှိတဲ့ရောမဗိုလ်ချုပ်တယောက်ပေါ့နော်။အီဂျစ်ကိုရောက်ရှိလာပါတယ်။စီဇာဟာကမ္ဘာပေါ်မှာအထင်ရှားဆုံးနဲ့ဩဇာအာနာအရှိဆုံးလူတွေကတယောက်ဖြစ်ပါတယ်။ကလီယိုပက်ထရာဟာအခွင့်အရေးတစ်ခုကိုမြင်လိုက်ပါတယ်။ဆိုတော့ ီလီယိုဘက်ထရာကစီဇာနဲ့တွေ့ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူ့ကိုဆွဲဆောင်ဖို့အတွက်တခုလုပ်ဖို့လိုတယ်ဆိုတော့စဉ်းစားမိပါတယ်သူဟာနန်းတော်တဲကိုတာမန်လမ်းလျှောက်ပြီးတော့ဝင်လို့မရပါဘူးဘာလို့လဲဆိုတော့သူရန်သူတွေကသူ့ကိုတားဆီးမှမလို့ပါဒါကြောင့်မလို့သူဟာရဲရင်ပြီးတော့ပါးနဲ့တဲ့အကျန်တခုကိုတွေးမိလိုက်ပါတယ်တညမှာကလီယိုဘက်ထရာသူ့ရဲ့တစ္ဆာရှိတဲ့အစီကံကိုကြီးမားတဲ့ကောစောတခုထဲမှာသူ့ကိုထုတ်ဖို့အမိတ်ပေးလိုက်ပါတယ်ဟုတ်ပါတယ်ကောစောတခုပါပဲပြီးတော့ ီအစီကံကကော်ဇော့ကိုစီစားရဲ့အခန်းထဲကိုလက်ဆောင်ပြင်းနေတည်သွားပါတယ်။ကော်ဇော့ကိုဖြန့်လိုက်တဲ့အခါမှာတော့ဂီလီယိုပက်ထရာဟာလပ်ပနေပြီးတော့ယုံကြည်မှုအပြည့်နဲ့ပေါ်ထွက်လာပါတယ်။အဲ့တော့စီစားကအရန်အံ့ဩတော့ပါတယ်။ဒီလပ်ပပြီးညံရှိတဲ့အမျိုးသမီးတယောက်ကကော်ဇော့ရိုက်ကနေထွက်ပေါ်လာပြီးတော့သူဟာသူ့ကိုယ်သူအီဂျစ်ပြည်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်ပါတယ်။သူဟာအီဂျစ်ပေါ်ထားတဲ့ချစ်ခင်မှုနဲ့ကြီးမြတ်တဲ့အပြင်မှာတယောက်ပြန်ဖြစ်လာဖို့အတွက်အိမ်မက်တွေကိုပြောပြပါတယ်။စီစားလည်းသဘောကျသွားပါတယ်။ ကလီယိုပက်ထရာဟာလှပယုံတယ်မကောင်။ဉာဏ်ရှိပြီးတော့ရှီမတ်ချက်ကြီးမားတယ်ဆိုတာလည်းမြင်လိုက်ရပါတယ်။စီဇာဟာကလီယိုပက်ထရာကိုသူ့ချင်းနဲ့ပြောင်ရဖို့ကူညီဖို့အာသဘောတူလိုက်ပါတယ်။သူတို့ကသူ့မောင်နဲ့အကြံပေးတဲ့အမတ်တွေကိုအနိုင်ယူဖို့အတွက်နီလန်တစ်ခုကိုစီစဉ်ကြပါတယ်။ကလီယိုပက်ထရာရဲ့ရန်သူတွေကကလီယိုပက်ထရာနဲ့စီဇာတို့ရဲ့ပူးပေါင်းထားတဲ့အင်အားကိုမကူခံနိုင်ကြပါဘူး။အပြင်းထန်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာသူ့မောင်ဘက်ကရှုံ့နေသွားပြီးတော့ကလီယိုပက်ထရာဟာအီဂျစ်ပြည်မှာအဖြစ်ပြန်လည်ထိနှံစုဆောင်ခဲ့ပါတယ်။ဒါပေမဲ့ ဒီလိုပက်ထရာဟာသူချင်းနဲ့ပြန်ရတာနဲ့တည်းမချိနဲ့နိုင်သေးပါဘူး။သူဟာအီဂျစ်ကိုအာဏာရှိတဲ့နိုင်ငံတစ်ခုဖြစ်လာပြီးလေးစားခံရဖို့ဆန္ဒရှိနေခဲ့တာကြောင့်မလို့သူဟာစီဇာနဲ့အတူညီညီကပ်ကပ်အလုပ်လုပ်ခဲ့ပြီးတော့သူ့နိုင်ငံကိုအားကောင်းအောင်လို့ပူပေါင်းလှုပ်ဆောင်ခဲ့ပါတယ်။သူဟာမူဝါဒအသစ်တွေကိုထုတ်ပြန်ချမှတ်ခဲ့ပြီးတော့ကုန်သွယ်ရေးကိုလည်းအားကောင်းလာအောင်ကြိုးပမ်းခဲ့ပြီး ်အီဂျစ်နဲ့ရောမကြကဆက်ဆံရေးကိုအထူးကောင်းမွန်အောင်စီမံဆောင်ရွက်နိုင်ခဲ့ပါတယ်ကလီယိုပက်ထရာအခုဆိုရင်အီဂျစ်ရဲ့ဘင်မအဖြစ်စိုးစံနိုင်ခဲ့ပြီဆိုပေမဲ့သူဟာရောမရဲ့အာဏာရှိဆုံးလူတွေထဲတစ်ယောက်ဖြစ်တဲ့ဂျူလီယက်ဆီဇာရဲ့အကူအညီနဲ့သူထီးနန်းကိုပြန်ရခဲ့တဲ့သူတို့နှစ်ယောက်ရဲ့ဇလန်းကနိုင်ငံရေးရည်ရွယ်ချက်တခုတည်းနဲ့ပတ်သက်ခဲ့တာမဟုတ်ပါဘူးဖြစ်တည်လာတဲ့အခြေစလန်းအတကြောင်းနှစ်နိုင်ငံကြားပိုကောင်းတဲ့အခြေအနေတွေတည်ဆောက်ဖို့အတကြောင်းစတဲ့အကြောင်းတရားတွေလည်းပါဝင်ပတ်သက်နေပြန်ပါတယ် ကလီယိုပက်ထရာသူ့နိုင်ငံကိုကမ္ဘာတဝန်းမှာအားကောင်းပြီးတော့လေးစားခံရတဲ့နိုင်ငံဖြစ်အောင်လုပ်ချင်ပါတယ်။ဒါကြောင့်မလို့သူကစီစာကိုသူ့ပေးနေမှာရှိနေရင်သူ့အိမ်မက်တွေကိုအကောင့်တဲဖုန်းနိုင်မယ်ဆိုတာကိုသူကစားထားခဲ့ပါတယ်။ Cleopatra နဲ့ Caesar ဟာဒီနန်းသိမ်းတိုက်ပွဲပြီးတဲ့နောက်မှာအချင်းကြာကြီးအတူတူကုဆုံးခဲ့ပါတယ်။ Cleopatra က Caesar ရဲ့အရေးချင်းညံရီနဲ့စစ်တပ်ကိုဥဆောင်နိုင်စွမ်းကိုအထင်ကြီးလေးစားခဲ့တယ်လို့ Caesar ကလည်း Cleopatra ရဲ့အလားအပါဆွဲဆောင်မှုနဲ့ပါနက်တဲ့စိတ်ကိုသဘောကျခဲ့ပါတယ်။ Caesar ဟာ Cleopatra ထက်အသက်အများကြီးကြီးပါတယ်။ ီဇာကအသက်50နှစ်ရှိပြီးတော့ကလီယိုပက်ထရာကတော့အဲ့ဒီအချိန်မှာအသက်20နှစ်ပဲရှိပါသေးတယ်သူတို့နှစ်ယောက်ကြားဆက်ဆံရဆိုလို့ရှိရင်အင်မတန်ကောင်းမွန်တဲ့အခြေအနေမျိုးမှာရှိနေပါတယ်ကလီယိုပက်ထရာကစီဇာကိုအီဂျစ်မှာပဲနေကိုတောင်းဆိုချက်ကိုစီဇာကလည်းသဘောတူခဲ့ပါတယ်သူတို့ဟာအလက်ဇန်ဒရီးယားမြို့တခွင်ကိုအတူတူတွားရောက်လဲပက်ခဲ့ကြပြီးတော့9မြို့1တရှောင်းပြားရီဇန်ခီအနေနဲ့ရွေးလင်းခဲ့ကြပြီးတော့ လီယိုဘက်ထရာဟာစီစာကိုအီဂျီရဲ့ယဉ်ကျေးမှုတမိုင်းတွေကိုပြသခဲ့ပြီးတော့အီဂျစ်ကတဲကန်နိုင်ရနဲ့ပီရမစ်တွေပဲရှိတဲ့နိုင်ငံမဟုတ်ပဲအာနာနဲ့ကြိုးရမှုရှိတဲ့နိုင်ငံဖြစ်တယ်ဆိုတာကိုပြသခဲ့ပါတယ်။အဲဒီနောက်မကြခင်မှာပဲကလီယိုဘက်ထရာဟာကိုဝင်ရှိလာပါတယ်။ BC 49ခုနှစ်မှာဆိုလို့ရှိရင်သူဟာတားတယောက်ကိုမေးဖွားခဲ့ပြီးတော့တော်လမီစီစာလို့အမည်ပေးခဲ့ပါတယ်။လူတွေကတော့သူ့ကိုစီစာရီယန်လို့ခေါ်ကြပါတယ်။ဒီနိုင်မယ့်ရဲ့အတိတ်ပဲကတော့စီဇာငယ်လေးလို့ဆိုလိုပါတယ်။ကလီယိုပက်ထရာဟာစီဇာရီယန်ဟာတနည်းမှာအီဂျစ်နဲ့ရောမအောင်ပေါင်းစည်းပြီးအနာရှိတဲ့ ် empire တခုဖြစ်လာမယ်လို့မျှော်လင့်ထားခဲ့ပါတယ်သူဟာသူသားကိုပေါင်းစည်းညီညွတ်မှုရဲ့တင်ကြီးသားဖြစ်ခြင်းပေမဲ့သူတို့ရဲ့ပျော်ရွှင်မှုဟာကြကြာမခံခဲ့ပါဘူး။ Cleopatra နဲ့ Caesar ရဲ့ဆက်ဆံရေးဟာပြဿနာတွေဖြစ်လာစေမယ့်အကြောင်းအရာတွေရှိလာခဲ့ပါတယ်။ရောမကလူအများစုက Caesar ဟာနိုင်ငံခြားပြင်မှာတယောက်နဲ့ရင်းနှီးနေတာကိုမကြိုက်ကြပါဘူး။သူတို့ကတော့ Cleopatra ဟာ Caesar ကနေတဆင့်ရောမကိုထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့ထင်ကြပါတယ်။တချို့ကတော့ဒီပြင်မကိုအန်တရာယ်ရှိနိုင်တယ်လို့ယူဆကြပါတယ်။ဒီလိုနဲ့ Caesar နဲ့ Cleopatra တို့ကအတူတူနေထိုင်လာရင်တနေ့မှာ စီဇာကယောမကိုပြန်ဖို့ဆုံးဖြတ်ခဲ့ပေမယ့်ကလီယိုပက်ထရာကိုထားခဲ့တာတော့မဟုတ်ပါဘူး။သူဟာကလီယိုပက်ထရာကိုသူနဲ့အတူလိုက်နေဖို့ပြောကြည့်လိုက်တော့ကလီယိုပက်ထရာကလည်းရဲရင်ပြီးမကြောက်မရွံ့တတ်တဲ့သူဖြစ်တာကြောင့်မလို့လိုက်ခဲ့ဖို့သဘောတူခဲ့ပါတယ်။သူဟာသူ့ရဲ့သားဖြစ်သူစီဇာရီယာနဲ့အတူယောမကိုလိုက်ပါသွားခဲ့ပါတယ်။ကလီယိုပက်ထရာကရွှေရောင်ယထာတွေထူးဆန်းတဲ့တရိတ်ဆန်တွေအလားပါသောအီဂျစ်အစီကံတွေနဲ့အတူယောမကိုရောက်ရှိလာပါတယ်။သူဟာအီဂျစ်ရဲ့ကြွယ်ဝမှုနဲ့အာဏာကိုယောမကလူတွေကိုမြင်သာအောင်ပြသခဲ့ပါတယ်။ယောမမှာကလီယိုပက်ထရာက ဒီစီစာပေးတဲ့နန်းဆောင်ကြီးတခုမှနေထိုင်ခဲ့ပါတယ်။သူဟာယောမရဲ့အခမ်းအနားနဲ့ပွဲတော်တွေမှာပါဝင်ခဲ့ပြီးတော့အရေးပါတဲ့ယောမကောင်းဆောင်တွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။သူဟာ Egypt style နဲ့ယောမရဲ့ fashion တွေကိုတော့လွှမ်းမိုးခဲ့ပါတယ်။ဒါပေမဲ့ယောမသားတွေကတော့သူ့ကိုကြည်ပြီးမနေပါဘူး။ယောမအမျိုးသမီးတွေကအထူးသဖြင့်မကျေနပ်ကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့ Cleopatra ကသူ့နဲ့မတူပဲယုံကြည်မှုအပြည့်နဲ့လပတဲ့ပုံစံနဲ့ထင်ရှားခြင်းနဲ့စိတ်ရှိနေလို့ပါပဲ။ယောမမှာနေစဉ်တော့ Cleopatra က Caesar ရဲ့အာဏာအားကောင်းလာမှုကိုမြင်တွေ့ခဲ့ရပါတယ်။ စီစာကသူ့ကိုသူတတတာ detector လို့ကြီးညာခဲ့ပါတယ်ဒါဟာရောမအပြေဝထင်းချုံနိုင်တယ်လို့ဆိုလိုပါတယ်ကလီယိုပက်ထရာစီစာရဲ့ဩဇာအာဏာကြီးထွားလာခြင်းကသူ့ရဲ့မဟာမိတ်ဖြစ်မှုကိုပိုပြီးအားကောင်းလာစေမယ်လို့မျှော်လင့်ခဲ့ပေမဲ့ဒီချိန်မှာပြဿနာတွေစတင် ဖြစ်ပေါ်လာပါတယ်ရောမစနေတာလွှတ်တော်အမတ်တွေကစီစာရဲ့အာဏာပြေဝရလာခဲ့တာကိုမနှက်သက်ကြပါဘူးသူတို့ကစီစာကိုစန့်ကျင်ပြီးတော့စတင်ပြီးတော့အကောက်ချန်စီလာခဲ့ပါတယ် PC 54မှာဆိုးရွားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ် ဂျူလီယက်စီဇာကိုအာဏာရှိလွန်လာတာကြောင့်မလို့မလိုလားတဲ့စီးနေလွတ်တော်အမတ်တစုကလှုပ်ချန်တက်ဖြစ်လိုက်ကြပါတယ်။သူတို့ကဒီရောမစီးနေလွတ်တော်ထဲမှာပဲသူ့ကိုဓာတ်နဲ့ထိုးတက်လိုက်ကြတာပါ။သူတည်ဆုံမှုကကဘာတော်မှာလှုပ်ခတ်သွားစေခဲ့ပါတယ်။ကလီယိုပထရာလည်းအလွန်အမင်းစိတ်တိခိုက်သွားခဲ့ပါတယ်။ဒါကြောင့်မလို့သူဟာသူ့ရဲ့အကြီးမားဆုံးမဟာမိတ်နဲ့သူ့သားရဲ့ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတာကြောင့်ပဲဖြစ်ပါတယ်။ဒီလိုပက်ထရာကသူ့အချင်းကြီးကအန်ဒီရဲ့ဂျားထဲမှာရှိနေပြီဆိုတာကိုသဘောပေါက်သွားတာကြောင့်မလို့စီစာမရှိတော့တဲ့ယောမမှာသူ့ကိုကာကွယ်ပေးမဲ့သူမရှိတော့ သူအများစုကဒီဗီမာကိုအန်ရက်တစ်ခုအဖြစ်မြင်နေကြတာမို့လို့သူကမြ мян ပဲသူအစိကန်နဲ့သူ့ရဲ့သားလေးရဲ့နောက်ပြီးသူ့ရဲ့ဘန်နာတွေအားလုံးကိုတိတ်ဆိတ်ပြီးတော့အီဂျစ်ကိုပြန်ပြေးလာခဲ့ပါတယ်။အီဂျစ်ကိုပြန်ရောက်လာတဲ့ခါမှာကလီယိုပက်ထရာကသူ့စစ်တပ်ကိုအားကောင်းအောင်လုပ်ခဲ့ပြီးတော့စီးပွားရေးကိုလည်းတိုးတက်အောင်လုပ်ခဲ့ပါတယ်။နောက်ပြီးတော့ဖြစ်လာမဲ့အစိန်ခေါ်မှုတွေအတွက်ပြင်ဆင်ထားခဲ့ပါတယ်။ဒီလိုပက်ထရာဟာသူ့သားအဲဒီစီဇာရီယန်ကိုတနေ့မှအီဂျစ်နဲ့ရောမကိုအပေါင်းစီးပေးနိုင်မယ်သူဖြစ်ချင်ခဲ့ပါတယ်။ဒါကြောင့်မလို့သူဟာသူ့သားကိုနိုင်ငံရေး ဘူးနီးဘူးဟာတွေတော့နော်အုတ်ချုပ်သူတယောက်ရဲ့တာဝန်တွေအကြောင်းတွေကိုတိကျပေးခဲ့ပါတယ်။ဒါပေမဲ့ကလီယိုပက်ထရာကအီဂျစ်ဟာအန်ဒရယ်ထဲမှာရှိနေတယ်ဆိုတော့တွက်ဆထားပါတယ်။ရောမကကဘာပေါ်မှာအာဏာရှိဆုံးအင်ပါယာဖြစ်တဲ့အတွက်ကြောင့်မလို့အီဂျစ်ကအားကောင်းတဲ့မဟာမိတ်တယောက်လိုအပ်နေပါတယ်။ကလီယိုပက်ထရာဟာသူ့နိုင်ငံနဲ့သူ့ထိနှံကိုကာကွယ်ဖို့အတွက်ဒီချိန်မှာနီလန်တပ်တွေကိုရှာဖွေဖို့စတင်ခဲ့ပါတယ်။ Julius Caesar တည်ဆုံးပြီးတဲ့နောက်မှာ Cleopatra ရဲ့ဘဝကနောက်ထပ်ဆက်လုပ်ရှာဖွေရာဇာတ်လမ်းတွေနဲ့ပြည့်နေနေခဲ့ပြန်ပါတယ်။ ီအခက်မှာတော့ Cleopatra နဲ့ရောမရဲ့အာဏာရှိဆုံးခေါင်းဆောင်တွေလည်းတယောက်ဖြစ်တဲ့ Mark Antony နဲ့တူအာတွေ့ဆုံခဲ့တဲ့အခက်ပေါ့နော်သူတို့ရဲ့ဇလံတမိုင်းမှာအထင်ရှားဆုံးအချစ်ဇလံတွေတွေကတခုဖြစ်လာပုံကိုအခုပြောပြပေးပါမယ်ဟုတ်ကဲ့အာဂျူလီယာစီဇာတည်ဆုံးပြီးတဲ့နောက်မှာရောမကကမောက်ကမဖြစ်နေခဲ့ပါတယ်အာဏာရှိတဲ့လူတွေက Empire ကိုထိန်းချုပ်ဖို့အတွက်တယောက်နဲ့တယောက်တိုက်ခိုက်နေခဲ့ကြပါတယ်သူတို့ထဲမှာဒီ Mark Antony စီဇာရဲ့အယိုက်အယားကိုစက်ခံတဲ့ ီ Octavian နဲ့တခြားဒီ Labdas တွေပါဝင်ပါတယ်သူတို့ဟာရောမောက်အတူတကွအုပ်ချုပ်ဖို့အတွက်ဖွဲ့စည်းခဲ့ကြပါတယ်ဒါပေမဲ့သူတို့ဟာတယောက်ကိုတယောက်ယုံကြည်မှုမရှိကြပါဘူး Mark Antony ကရဲရဲနဲ့စစ်သားကောင်းလည်းဖြစ်တယ်ကျွမ်းကျင်ပါနေတဲ့ခေါင်းဆောင်ကောင်းတယောက်လည်းဖြစ်ပါတယ်ဒီ Mark Antony က Cleopatra ရဲ့အကြောင်းကိုကြားမှုပြီးမဲ့သူတို့နှစ်ယောက်ကအပြင်မှာထိတ်တိုက်တွေးဆောင်ခဲ့ဖို့ခြင်းတော့မရှိသေးပါဘူးဒီချိန်မှာ Mark Antony ကအီဂျစ်ရဲ့ထောက်ခံမှုကိုလိုချင်နေပါတယ် ဘာဖြစ်လို့လဲဆိုတော့အီဂျစ်ကကျွဲဝပြီးတော့အာနာရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေလို့ပါကလီယိုပတရာကတော့ရောမရဲ့အာနာဩစာကြီးထွားလာမယ်ဆိုလို့ရှိရင်အီဂျစ်ကိုလည်းကာကွယ်ပေးစာဖြစ်တယ်မလို့သူကမတ်အန်တိုနီနဲ့မဟာမိတ်ဖွဲ့နိုင်တာကိုအကောင့်ထဲဖုံးနိုင်မယ်ဆိုတော့ယုံကြည်ခဲ့ပါတယ်ဒီနေ့မှာတော့မတ်အန်တိုနီကကလီယိုပတရာကိုစာတစောင်ပို့ခဲ့ပြီးတော့သူတို့ရဲ့မဟာမိတ်ဖွဲ့မှုကိုဆွေးနွေးဖို့အတွက်ထားဆယ်ဒီနေ့တူရကီနိုင်ငံမှာရှိတဲ့မြို့တစ်မြို့ပေါ့နော်အဲဒီမှာတွေ့ဆုံဖို့ဖိတ်ခေါ်ခဲ့ပါတယ်ကလီယိုပတရာကတော့ ဒီအန်တိုနီယိုအထင်ကြီးစေဖို့နဲ့နောက်ဘယ်တော့မှမိနိုင်မှာမဟုတ်တဲ့အရာတခုကိုစီစဉ်ခဲ့ပါတယ်။ကီလိုပက်ထရာကတာဆစ်ကိုရောက်လာတဲ့အခါမှာသူကတာမန်ပြင်မတယောက်လိုလာတော့မဟုတ်ပါဘူး။သူကလူတိုင်းကိုအံအားတင်သွားစီမဲ့အခမ်းအနားတဲ့ပုံစံနဲ့လာခဲ့တာပါ။ကီလိုပက်ထရာကဒီရွှေရောင်တင်းမောပေါ်မှာငွေရောင်လှော်တဲ့တွင်နဲ့ခရမ်းရောင်ရွက်တွေကိုအသုံးပြုပြီးတော့တာဆစ်ကိုရောက်ရှိလာပါပြီ။သူကအချစ်နဲ့အလားပါနဖျားတဲ့ပါဖြစ်တဲ့ Aphrodite အဖြစ်ဝတ်စားဆင်ထားပြီးတော့နဖျားတွေနဖျားမတွေအဖြစ်ဝတ်စားဆင်ထားတဲ့အလားပါဆုံးအစီကံတွေနဲ့အတူ ဝင်ရပ်ပြီးတော့လာခဲ့တာပါဖြစ်ပါတယ်။အန်တိုနီယာကလီယိုပက်ထရာမြင်တဲ့ခါမှာအံ့အသင့်သွားခဲ့ပါတယ်။သူဟာသူမလိုလူမျိုးဘယ်တော့မှမတွေ့ဘူးပါဘူး။သူမဟာယုံကြည်မှုပြည့်ရှိပြီးတော့ဉာဏ်ရည်ထက်မြက်တဲ့ပြီးတော့လှပတဲ့လူတစ်ယောက်ဖြစ်နေလို့ပါပဲ။ကလီယိုပက်ထရာဟာအန်တိုနီကိုဆွဲဆောင်မှုရှိရှိနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ခဲ့ပြီးတော့ဒီတွေ့ဆုံမှုဟာသူတို့နှစ်ယောက်ရဲ့ဇလံအစပဲဖြစ်ပါတယ်။ဆိုတော့ကလီယိုပက်ထရာဟာအန်တိုနီကိုအီဂျစ်ကိုလာဖို့ဖိတ်ခေါ်ခဲ့တာကိုအန်တိုနီကလည်းလက်ခံခဲ့ပါတယ်။ အလက်ဇန်ဒရီးယားမှာသူတို့ကဒီစင်ခံပွဲတွေပေါ့နော်ပါတီတွေကစားပွဲတွေနဲ့အတူတူပျော်ရှင်ပြီးတော့အချိန်ဖြုန်းခဲ့ကြပါတယ်နောက်တော့လေအန်တိုနီယာကလီယိုပက်ထရာကိုနည်းနည်းရှင်းရှင်းချစ်ကြိုက်သွားခဲ့ပြီးတော့ကလီယိုပက်ထရာကလည်းဒီမတ်အန်တိုလီလိုတောင်းတောင်းဖြောင်းဖြောင်းရုပ်ချောသဘောကောင်းတဲ့လူကိုပြန်လည်မေတ္တာတက်ဝင်ခဲ့ပါတယ်ဆိုတော့သူတို့ကဒီရောမနဲ့အီဂျီကိုအုပ်စိုးမဲ့ကြီးမားတဲ့အင်ပါယာတစ်ခုကိုအတူတူတည်ဆောက်ဖို့အိမ်မက်ခဲ့ကြပါတယ်ကလီယိုပက်ထရာက န်တိုနိုနီနဲ့တာအတူရှိနေတယ်ဆိုရင်အီဂျစ်ကိုကာကွယ်နိုင်ပြီးတော့ပိုပြီးအားကောင်းတဲ့နိုင်ငံဖြစ်လာမယ်လို့မျှော်ကိုးထားခဲ့ပါတယ်။အန်တိုနီကသူ့ရဲ့စီးရေးလုပ်ငန်းတွေကိုထောက်ပံ့ပေးဖို့အတွက်ကလီယိုပက်ထရာရဲ့ကျွေးဝါတဲ့အရင်းမြစ်တွေကိုလိုအပ်ပါတယ်။ကလီယိုပက်ထရာကလည်းအီဂျစ်ကိုကာကွယ်ဖို့အတွက်အန်တိုနီရဲ့အာဏာကိုလိုအပ်ပါတယ်။သူတို့နှစ်ယောက်ကအတူတူရှိနေရင်ပိုအားကောင်းမယ်ဆိုတာကိုလည်းသိရှိကြပါတယ်။ကလီယိုပက်ထရာနဲ့အန်တိုနီတို့ရဲ့အခြေအရေးကပုံမခိုင်မြင့်လာခဲ့ပါတယ်။သူတို့မှာသားသမီး၃ယောက်ထွန်းကားခဲ့ပါတယ်။သား၂ယောက်သမီး၁ယောက်ပေါ့နော်။ ကလီယိုပက်ထရာကသူ့သားသမီးတွေကတနေ့မှကြီးမားတဲ့ empire ကြီးကိုအုပ်စိုးနိုင်မယ်လို့ယုံကြည်ပါတယ်။ဒါပေမဲ့လူတိုင်းကတော့သူတို့ရဲ့ဆက်ဆံရေးကိုမနစ်သက်ကြပါဘူး။ယောမမာအန်တိုနီနဲ့ကလီယိုပက်ထရာတို့ရဲ့မဟာမိတ်ဖွဲ့မှုဟာလူအများကိုဒေါသပုံထားစေခဲ့တာပါပဲအထူးသဖြင့် Octavian ပါ Octavian ကကလီယိုပက်ထရာကိုမာယာများတဲ့မိမတရားလို့မြင်ပြီးတော့သူဟာယောမာကိုထိ ंछ ဖို့ကြိုးစားနေတယ်လို့ဆွဆဲခဲ့ပါတယ်သူဟာကလီယိုပက်ထရာဟာသူ့ရဲ့အလပါနဲ့အန်တိုနီကိုဖန်ဆားထားတယ်ဆိုတဲ့ကောလာဟာလာတွေလည်းဖြန့်ချိခဲ့ပါတယ်အန်တိုနီရဲ့ဒီကလီယိုပက်ထရာနဲ့ဆက်ဆံရေးကသူ့ရဲ့အကိုးအကွယ်ကဘဝမှာလည်းပြဿနာတွေဖြစ်စေခဲ့ပါတယ် သူက Octavian ရဲ့ညီမဖြစ်သူနဲ့လက်ထပ်ထားပြီးမြဲသူက Cleopatra နဲ့ပဲနေခဲ့ပါတယ်။ဒါဟာ Antony နဲ့ Octavian ကြားကတင်းမာမှုတွေဖြစ်စေခဲ့ပြီးတော့သူတို့ရဲ့ပြိုင်ဆိုင်မှုကအပိုအားကောင်းလာခဲ့ပါတယ်။ Antony နဲ့ Octavian ကြားကတင်းမာမှုကနောက်ဆုံးစစ်ပွဲတွေကိုဖြစ်ပွားစေခဲ့ပါတယ်။ Octavian က Cleopatra နဲ့ Antony ကိုရောမရဲ့ရန်သူတွေဖြစ်ကြညာခဲ့ပြီးတော့သူတို့တိုက်ခိုက်ဖို့စစ်တပ်ကိုစီလုပ်ခဲ့ပါတယ်။ Cleopatra နဲ့ Antony ကစစ်ပွဲတွေကိုပြင်ဆင်ခဲ့ကြရပြီးသူတို့ကြိုးစားခဲ့တဲ့မြန်အားလုံးကနောက်ဆုံးတော့အနေထဲမှာရှိနေတယ်ဆိုတာကိုသိရှိခဲ့ရပါတော့တယ်။ Cleo Petra နဲ့ Mark Antony တို့ဟာသူတို့ရဲ့အချင်းနဲ့အိမ်မက်တွေအတွက်ပြီးတော့နိုင်ငံအတွက်တိုက်ပွဲဝင်ဖို့ရင်ဆိုင်ရတော့မှာပါသူတို့ဟာတက်ညီလက်ညီနဲ့အတူလက်တွဲပြီးတော့သူတို့တိဆောက်ထားခဲ့တဲ့များအားလုံးကိုကာဝယ်ဖို့အသင်းပြင်ထားပြီးပါပြီတစ်ဖက်မှာလည်းသူတို့ဟာအကြီးမားလို့ရန်သူဖြစ်တဲ့ Octavian ဟာ Cleo Petra နဲ့ Antony ကိုတိုက်ခိုက်သိမ်းပိုက်ဖို့အတွက်စိတ်ပိုင်းဖြစ်ထားခဲ့ပါတယ်သူဟာအစ်ကြီးကိုထိန်းချုပ်ပြီးတော့ Antony ပို့ပြီးအာဏာရလာတာကိုလည်းတားဆီးခြင်းပါတယ် Octavian ရဲ့စစ်တပ်ကပို့ပြီးအင်အားတောင့်တင်းပြီးတော့စစ်ပွဲအတွက်အကောင်းကောင်းပြင်ဆင်ထားခဲ့ပြီးပါပြီ ကလီယိုပက်ထရာနဲ့အန်တိုနီတို့ကလည်းတိုက်ပွဲမဝင်ပဲလက်လျှော့မှာတော့မဟုတ်ပါဘူး။သူတို့ဟာအတီဗီယန်ရဲ့ကြီးမားတဲ့ရည်တက်ကိုရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီတိုက်ပွဲကို ATM တိုက်ပွဲလို့ခေါ်ပြီးတော့ PC 30မှာဂရီကန်ဂျင်နာမှာဖြစ်ပွားခဲ့ပါတယ်။ကလီယိုပက်ထရာသူ့ရဲ့အီဂျစ်တင်မောတွေနဲ့အတူစစ်ချီလာပြီးတော့အန်တိုနီကလည်းသူ့ရဲ့ရောမစစ်တပ်ကိုခေါ်ဆောင်လာခဲ့ပါတယ်။သူတို့နေရာရဲ့စစ်တပ်ကလည်းဒီ Octavian ကိုအနိုင်ရမယ်လို့လည်းယုံကြည်ခဲ့ပါတယ်။တိုက်ပွဲနဲ့ရောက်လာတဲ့အခါမှာ ပင်လယ်ပြင်မှာတင်းမောတွေစစ်သားတွေလက်နက်တွေအပြည့်နဲ့ဖုံးလွှမ်းနေခဲ့ပါတယ်ဂလီယိုပက်ထရာနဲ့အန်တိုနီယာတတိရှိရှိတိုက်ခိုက်ခဲ့ကြပြီးမဲ့အော်တေးဗီယန်ရဲ့စစ်တပ်ကပိုအားကောင်းနေခဲ့ပါတယ်ဒါပေမဲ့တပ်ပွဲအတွင်းမှာမမျှော်လင့်ထားတဲ့အရာတခုဖြစ်ပွားခဲ့ပါတယ်ဂလီယိုပက်ထရာရဲ့တင်းမောတွေဟာရုတ်တရက်လှည့်ပြီးထွက်ပြေးသွားခဲ့ပါတယ်လူအများစုကတော့ဂလီယိုပက်ထရာဟာသူ့ရဲ့တင်းမောတွေနဲ့သူ့ကိုယ်သူကကွယ်ဖို့စုခွာသွားတယ်လို့ထင်မှတ်ကြပါပြီမဲ့အန်တိုနီကတော့သူမရဲ့လောက်ရက်ကိုမာယွန်းနားလည်သွားခဲ့ပါတယ် သူဟာကလီယိုပက်ထရာကသူ့ကိုတစ္ဆာဖောက်လိုက်တယ်လို့ထင်မှတ်သွားခဲ့ရတာပါဆက်ရှုပ်ထွေးနေတဲ့အန်တိုနီယက်စစ်တပ်ကပြိုကွဲသွားခဲ့ပါတယ်အော်တီဗီယန်ရဲ့စစ်တပ်ကသူတို့ကိုအနားရရှိခဲ့ပြီးတော့အန်တိုနီယာစိတ်ချကြိုက်စွန်နဲ့ပဲအီဂျစ်ကိုပြန်လာပြီးတော့ကလီယိုပက်ထရာနဲ့သူတွေ့ဆုံတဲ့အခါမှာကလီယိုပက်ထရာကသူ့ရဲ့လောက်ရတွေကိုရှင်းပြခဲ့ပါတယ် သူမဟာအန်တိုနီယိုတစ္ဆာမဖောက်ဘူးဆိုတဲ့အကြောင်းသူတို့နှစ်ယောက်ရဲ့အသက်တွေကိုဒီလိုနီးနေတာခဲ့တယ်မှဖြစ်မှာမလို့ပြန်ဆုတ်ခွာခဲ့ရကြောင်းပြောပြလိုက်မှသာနားလည်လက်ခံသွားပါတယ်။ဒါပေမဲ့သူတို့ရဲ့ရန်သူဟာနီးကပ်လာပြီဆိုတာကိုလည်းသိရှိခဲ့ကြပါတယ်။ Octavian ရဲ့စစ်တပ်ကသူတို့ရှိတဲ့ Egypt ကြီးလိုက်လာခဲ့ကြပါပြီ။ Cleopatra နဲ့ Antonia ဟာ Alexandria ကိုကာကွယ်ဖို့ကြိုးစားခဲ့ပေမဲ့သူတို့ဟာလူအင်အားနည်းနေတဲ့အတွက်ကြောင့်မလို့ဒီစစ်ပွဲကိုမနိုင်ဘူးဆိုတာသိနေပေမဲ့နောက်ဆုံးအချိန်ထိအတူတူရှိဖို့စိတ်ပိုင်းဖြစ်ထားခဲ့ကြပါတယ်။ န်တိုနီယာနောက်ဆုံးတိုက်ပွဲမှာတတိရှိရှိတိုက်ခတ်ပေမဲ့သူစစ်တပ်ကခံမှန်းထားတဲ့အတိုင်းပဲရှုံးနိမ့်သွားခဲ့ပါတယ်ဒီချိန်မှာကလီယိုဘက်ထရာလည်းတည်ဆုံသွားပြီလို့ထင်မှတ်ပြီးတော့အန်တိုနီကလည်းသူ့တားနဲ့သူ့ကိုယ်သူထုတ်တက်လိုက်ပါတယ်အဲသူတည်ဆုံတော့မဲ့အချိန်မှာကလီယိုဘက်ထရာအသက်ရှင်နေသေးတယ်ဆိုတဲ့တင်းကိုကြားလိုက်ရတဲ့အခါမှာသူ့ရဲမက်တွေကသူ့ကိုကလီယိုဘက်ထရာရဲ့ဝတ်ထားတဲ့နေရာကိုတည်ဆောင်သွားခဲ့ပြီးတော့ချစ်သူနှစ်ယောက်ဟာသူတို့ရဲ့နောက်ဆုံးခိုက်တံတွေအတူတူမျှဝေခဲ့ကြပါတယ်အန်တိုနီကကလီယိုဘက်ထရာရဲ့လက်ထက်မှာပဲတည်ဆုံသွားခဲ့ပါတယ်ကလီယိုဘက်ထရာကတော့ ူရန်သူတွေကိုရင်ဆိုင်ဖို့တယောက်တည်းဒီချိန်မှာကြည့်ခဲ့ပြီပေါ့နော်ကလီယိုပက်ထရာက Octavian ဟာမကြခင်မှာသူ့ကိုဖမ်းပြီးတော့မယ်ဆိုတာကိုသိရှိခဲ့ပါတယ်သူဟာရှုံးနေသွားတဲ့ပြင်မအဖြစ်ရောမမှာပြသခံရမယ့်အဖြစ်ကနေလွတ်မြောက်ဖို့မာနနဲ့ဂုဏ်သိက္ခာရှိရှိသူ့ကကြမှာကိုသူ့ဘာသာထိန်းချုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူ့ရဲ့နောက်ဆုံးခိုက်တန်တွေမှာကလီယိုပက်ထရာဟာသူ့ရဲ့ပြင်မဝစ်စုံနဲ့တရဖူကိုဝစ်စင်ထားပါတယ်တန်နာရီအရဆိုလို့ရှိရင်သူကအစေပြင်းတဲ့မွေးတံခါးကိုယူဆောင်လာပြီး အဲ့ဒီငွေကိုက်ခံပြီးတော့သူ့ကိုယ်သူအဆုံးစင်သွားခဲ့ပါတယ်။ Octavian ရောက်လာတဲ့အခါမှာ Cleopatra ကိုသူ့ရဲ့ပြင်မခန်းထဲမှာပဲအေးချမ်းစွာလဲလျောင်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။ Octavian ဟာအားတင်သွားခဲ့ပြီးတော့သူမရဲ့တတိကိုလည်းချီးကျူးခဲ့ပါတယ်။ Cleopatra ရဲ့တည်ဆုံးမှုဟာအေဂျစ်နိုင်ငံရဲ့အဆုံးတက်ညီကုန်းဖြစ်ခဲ့ရပါတယ်။ Octavian ကအေဂျစ်ကိုထိန်းချုပ်ပြီးတော့ဒါ Roma Empire ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ Cleopatra ရဲ့ဇာလံကဒီမှာပဲအဆုံးတက်မသွားသေးပါဘူး။ ူ့ရဲ့ဘဝကအန်တိုနီနဲ့အချစ်ဇလန်ဟာတန်တားရီတစ်ခုလိုဖြစ်လာခဲ့ပါတယ်။လူတွေကသူမရဲ့ဉာဏ်ပညာရေဆွမ်းသက်သေနဲ့စိတ်ပိုင်းဖြစ်မှုတွေကိုအတိမတ်ပြုလေးစားချစ်ခင်ကြပါတယ်။ကလီယိုပက်ထရာရဲ့ဘဝဇလန်ကကျွန်တော်တို့သင်ငန်းစာယူတတ်မယ်ဆိုလို့ရှိရင်အများကြီးရရှိနိုင်ပါတယ်။သူမကဘလောက်ပဲစိန်ခေါ်မှုတွေကြီးကြီးဘလောက်ပဲအခက်ခဲတွေများများသူ့ရဲ့အိမ်မက်တွေနဲ့သူ့နိုင်ငံအတွက်ဘယ်တော့မှလက်မလျှော့ခဲ့ပါဘူး။သူမရဲ့ဘဝကကျွန်တော်တို့ကိုတတိပေးနေတာကဘာလဲဆိုတော့ဘလောက်ပဲခက်ခဲတဲ့အခြေအနေပဲဖြစ်ဖြစ်ကိုကိုကိုယုံကြည်ပြီးတော့ယက်တည်ဖို့ ကိုကကြမှာကိုကိုကိုတိုင်းဖန်တီးဖို့တသက်ရှိဖို့ပါပဲဒါကြောင့်ဒီဇလန်ကိုနားထောင်ပြီးတဲ့သူတိုင်းကကလီယိုပက်ထရာရဲ့တသက်နဲ့စိတ်သက်ကိုအတူယူပြီးတော့ကိုပေါ်မှာရဲရင်စွာရက်တီကိုကိုအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ဆေးရထက်တန်လာတယ်ကိုမျှော်လင့်ပါတယ်လောက်ပဲခက်ခဲတဲ့အခြေအနေပဲဖြစ်နေပါစေကိုရဲ့တန်ဖိုးကိုတည်ပြီးတော့ကိုကကြမှာကိုကိုတိုင်းဖန်တီးနိုင်တယ်ဆိုတာမမေ့ပါနဲ့လို့ပြောကြရင်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုလို့ရှိရင် like share နဲ့ subscribe လေးလုပ်ခဲ့ပေးဖို့ကို တောင်းဆိုပါရစေခင်ဗျာအားလုံးပဲအဆုံးထိကြီးရှိပြီလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ